အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်းဒီ channel ကနေပရိသတ်များအားလုံးကိုကြိုဆိုပါတယ်ဒီနေ့မှာတော့စာရေးသူဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့တေရွာပြန်ဖိုးတောင်းဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးခြင်းပါတယ်ဇလန်လေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇလန်တိတိတင်တိုင်းသိရှိနိုင်မှုလူဒီခေါင်းလောင်းလေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇလန်လေးစလိုက်ပါပြီဘယ်ကောင်းမှဂယုမဆိုင်လို့တေရွာကနေပြန်ရှင်လာတာကွာဟုတ်ကောင် မင်းကဘာကြည့်နေရလဲအရပလင်းကိုလက်မှာကမ်းပြီးတရိပ်တရိုင်လမ်းလျှောက်လာတဲ့ဖိုးတောင်းကိုကြည့်နေတဲ့လူကတခြားတစ်ဖက်ကိုမျက်နှာလွှဲလိုက်ပြီးရှောင်ထွက်သွားခဲ့တယ်ဖိုးတောင်းတို့ကတော့မနှံစောစောစီစီမူးနေပြန်ပြီးစိတ်ညစ်ပါတယ်တူတူပြောပါစိတ်တင်ရဲ့ဟိုကကြားသွားလို့နေဆိုင်ကိုလာတောင်းချမ်းနေပါအောင်မယ်မုံရင်းကားဆိုင်ထဲမှာထိုင်နေကြတဲ့မိမနှစ်ယောက်ရဲ့တီတိုးစကားပြောတဲ့အစုံမှာဆိုင်ထဲကိုဖိုးတောင်းရောက်ချလာခဲ့တယ်မဆိုင်တင် ကျုပ်ကိုမွေးငါတပွဲလုပ်ပေးစမ်းပါဖို့တောင်းနေအရင်ကစားထားတဲ့အကျွေးတွေလည်းမပေးသေးဘူးနော်အခုလည်းအကျွေးပဲလားကျုပ်ကပေးမှာပါဗျခုလောလောဆယ်မရှိသေးဘူးမြန်မြန်လုပ်ဗျဖိုက်စာနေပြီမဆိုင်တင်ကဖိုးထားကိုမကြည့်ရဲကြည့်နေကြည့်လိုက်ပြီးမွေးငါတပွဲကိုထဲကကမ်းပေးလိုက်တယ်အမကြီးဒီလူကပါလေပုံစံကြည့်ရတာအကျော်ကြီးနဲ့ဗျငါမောင်တို့ကဖိုးထားအကြောင်းမသိသေးဘူးနဲ့တူတယ် ကျွန်တော်တို့ကခုမှဒီမျိုးကိုရောက်လာတဲ့ခရီးသွားတွေပါ။ဒါဆိုသူနဲ့ဝေးဝေးရရှောင်းတော့ငားမောင်တို့ဒုက္ခရောက်မှာစိုးလို့ပြောတာ။သူ့ကိုဘာလို့ကြောက်နေကြရလဲ။လူလူချင်းအခုလိုအနိုင်ကျင့်တာမျိုးတော့လက်မခံနိုင်ဘူး။ဖိုးတောင်းကတေရွာကနေပြန်လာတဲ့ကသူ့ကိုရံပြူဖို့ကြိုးစားတဲ့သူတွေသာတစ်ခုပြီးတစ်ခုဖြစ်သွားကြပြီမဲ့။သူကတော့ခုထိအသက်ရှင်နေရပဲကြည့်။ဒါကြောင့်ဖိုးတောင်းဆိုရင်ဘယ်သူမှထိတ်တန့်မတွေ့ရကြအောင်။အဲ့လိုလား။ငါတို့ပတ်စံရှင်းလား။ ငါတို့လည်းစားပြီးပြီမို့လားအနေရောက်ကြခင်ကိုဝစ်ထားတဲ့လူငယ်ရဲ့စကားကြောင့်ဘေးမှာပါလာတဲ့လူကအိတ်ကတည်းကပတ်စံတချို့ထုတ်ပြီးကစိုင်းနေရနေထွက်လာခဲ့လိုက်တယ်။မဟွေးကလည်းကြဲတောက်နေရပဲမဆိတ်တရားတော့ရေရွာထားပြန်ပြီထင်တယ်။ဖိုးတောင်ကမဟွေးကထည့်ထားတဲ့ထုတ်ကိုဇေယျပြင်ပန်းလွတ်ပြေးလိုက်တဲ့ချိန်အယံမြင့်မြင့်ခန္ဓာကိုယ်တောင့်တောင့်လူနေရဇေယျပေါ်တက်လာတာမြင်လိုက်တယ်။ကိုဖိုးတောင်ဆိုတာများလားအေး ဖိုးတောင်းဆိုတာငါပဲဘာကိစ္စရှိလို့လဲတေးရွာပြန်ဖိုးတောင်းဆိုနမဲကြီးနေရလို့ကတကယ်တမ်းကျတော့အယက်သမားတတာပါပဲလားမင်းတို့ကအလာကြီးပါလားမင်းတို့နဲ့ကဘာရန်ညိုးရန်စားရှိကြလဲပြောပါဦးခမ ्या ကိုဒီမျိုးမှာအကုန်ကြောင်းကြရလို့ပြောတန်ကြတယ်ဒါကတကယ်ဟုတ်မဟုတ်သိကျင်လို့ရောက်လာတာဟဲ့ကောင်လေးမင်းတို့မနဲ့ပြန်မျက်နှာမသိချင်တော့ဘူးထင်တယ်ဒါဆိုလဲစမ်းကြည့်ပေါ့ဗျာ အနေရောက်ဂျာခင်ဝင်ထားတဲ့လူငယ်ရဲ့စကားကြောင့်ဖိုးတော်ကကွန်ကျိုးရည်နဲ့မဲနေရဲ့သွားပေါ်အောင်ရှိလိုက်ပြီးခန္ဓာကိုယ်ကို ဖြတ်ခနဲလှုပ်ရှားလိုက်တယ်။အားပါပြင်းထန်တဲ့လက်သည်ကဂျာခင်ဝင်လူငယ်ရဲ့မျက်နှာအနီးဝီကနေဖြတ်သွားတာကြောင့်ဖိုးတော်ကိုရှိတ်တက်လိုက်ပြီးဘေးကိုပြန်လဲကြည့်လိုက်တယ်။ဘလို့လဲပြကျုပ်ကိုထိအောင်လည်းမထိုးနိုင်ပါလား။ခနဲတက်တဲ့စကားကြောင့်ဖိုးတော်မျက်နှာရဲကနေဖြစ်သွားပြီးရဲနေတဲ့လူရဲ့ခန္ဓာကိုယ်အနှံ့ကိုလက်သီးချက်တွေပြစ်သွင်းလိုက်တယ်။ ဖိုးတောင်းရဲ့လက်သေးချက်တွေကိုရှမ်းနေရလူကခန္ဓာကိုယ်ရင်းရွှဲ့ပြီးရှောင်းတင်းနေရကနေပြင်းလက်သေးတစ်ချက်မေယိုအကိုဝင်လာခဲ့တယ်။ပြင်းထန်လာတဲ့လက်သေးချက်ကြောင့်ဖိုးတောင်းမေယိုတစ်ချောင်းလုံးကျင်တက်သွားပြီးလူကအနောက်ကိုယိုင်ကျသွားခဲ့တယ်။လုံဆန်းမအုပ်တိတ်ရွာပြန်ကြီးရဲ့ဒီခွေးမသားတော့ရော့ကွာဖိုးတောင်းကမျက်လုံးနဲ့ပြောင်းဝေးလာတဲ့အထိတရဆက်လိုက်ထိုးပေမဲ့အနေရောက်ကြခင်ဝှစ်ထားတဲ့လူကိုတချမ်းမမထိပဲသူကိုယ်တိုင်သာမောလာခဲ့တယ်။ တောက်ထားတဲ့အရက်ရှိန်ကလည်းကုံစားပြူလာတာမို့ဖိုးတောင်းရဲ့လက်ရှိန်ကထိန်သလောက်မသွက်တော့ပဲနှေးကွေးလာတဲ့ချိန်ဂျာကေဝဲလူငယ်ရဲ့လက်သီးချက်တွေကခန္ဓာကိုယ်အနှံ့ကျရောက်လာခဲ့တယ်။တေးရွာပြန်ဖိုးတောင်းဆိုပြီးနာမည်ကြီးနေရတကယ်တော့အလက်ကားပါလား။ဖိုးတောင်းကသူ့ကိုငုံကြည့်ကပြောနေတဲ့လူငယ်ကိုကြည့်ပြီးနှကန်းပြားနေစီးကြလာတဲ့သွေးစားတွေကိုတုပ်ယူကဟဟပပရှီမောလိုက်တယ်။မင်းတို့ငါ့ကိုသွေးထွက်အောင်လုပ်ခဲ့တဲ့အကျိုးဆက်ကို ညာကြရင်တိရနိုင်မယ်။ကောင်းလေးရင်မင်းတို့ကိုယ်တွေတွင် ကိုတူးလိုက်တာပဲ။ဟဲ့ကောင်ကတို့ဒီလူကြီးသွေးယူသွေးတတ်နဲ့ဘာတွေပြောနေလဲမသိဘူး။ထားလိုက်ပါခန့်ပေါ်ရ။ဒီလောက်ဆိုသူလည်းမှတ်လောက်ပြီးထင်ပါတယ်။ဟဲ့လူနောက်တစ်ခါကြောက်တို့ရှိကိုဘသူ့ကိုမှနိုင်ထက်စီနေမလုံးမိစေနဲ့ကြားလာ။ခန့်ပေါ်ရဲ့စကားကိုကြားတော့ဖိုးတော်ကဘာမှပြန်မပြောပဲငုံတုတ်ထထိုင်ကရီမောနေတာကိုမြင်လိုက်ရတယ်။ခန့်ပေါ်သွားကြရအောင် ငါတို့စောင့်နေကြတဲ့သူတွေကိုအားနာနေရအောင်မယ်။ငတိုးစကားကြောင့်ထမ်းမော်ကဂျာကင်အင်ဂျီကိုဆေးဆွဲတင်ကဇေယျဘော်ကနေဆင်းသွားတဲ့ချိန်ဇေယျထုတ်တန်းဘော်ကနေအရင်မဲတစ်ခုဇောက်ထိုးဆင်းလာတာကိုဖို့တောင်းမြင်လာရတယ်။လက်ခုပ်တီးတန်နေထွက်ပေါ်လာတဲ့ခမ်းမအလယ်မှာတော့ရွှေရောင်လေဆွဲကိုဝစ်ဆင်ထားတဲ့ခမ်းမော်ကခန့်ခန့်ရည်ရက်နေခဲ့တယ်။ဒီနေ့ရိုးရလက်ဝိတ်မှာရွှေတစိရယူပေးခဲ့တဲ့အတွက်ဆရာတို့အနေနဲ့အများကြီးဝမ်းသာဂုဏ်ယူမိပါတယ်။ နောက်နေ့တွင်လည်းမျိုးရဲကိုမြင့်တင်ပေးပါအောင်စိတ်ချပါစေအားကျွန်တော်ဟာဒီမျိုးမှမွေးခဲ့တဲ့သူမလို့မျိုးရဲကိုမြင့်တင်နိုင်မှု ကြိုးစားပေးပါမယ်ညာကြရဲ့ရွှေတစိမ့်စုရတဲ့အတွက်ဂုံမြူပွဲလေးတစ်ခုစီစဉ်ထားတယ်လာဟာမှာပေါ့ဗျဒီညာတော့နည်းနည်းတောင်းလို့ရတယ်မို့လားကမ်းမော်ကရီကျဲကျဲလှုပ်ရင်းပြောလိုက်တော့နီးပြဆရာက မကြည့်ရဲ့ကြည့်နဲ့လမ်းကြည့်တာအောင်မြင်လာရတယ်ကျန်ဦးကျယ်ထဲမှာကျင်းပါတဲ့ဂုံမြူးညစာစားပွဲမှာတော့ခမ်းမော်တရားအပြော့လွန်နေခဲ့တယ်လို့ တောက်ထားတဲ့အရက်ရှည်ရနဲ့တဖြည်းဖြည်းတက်လာခဲ့တယ်။ခံမော်မင်းတောက်တာများနေပြီနော်။ငါတို့ငါမများသေးပါဘူးကွ။လမ်းလေကောင်းကောင်းရှောင်းနိုင်ပါသေးတယ်။မင်းအိမ်ရောပြန်နိုင်ရဲ့လား။ပြန်နိုင်ပါလေ။ငါဆိုင်ခဲ့တော့မင်းကိုပေးထားတယ်မော်လား။အင်းမင်းပြန်ရမယ့်အချိန်လဲကြည့်ရုံလေ။နောက်ကျနေပြီ။အေးပါခဏနေငါပြန်တော့မှာ။ခံမော်လဲငါတို့စီရဆိုင်ခဲ့တော့တောင်းပြီ။လူကြီးတွေကိုနှုတ်ဆက်ကပြန်ထွက်တဲ့ချိန် ဆိုင်ကယ်ပေါ်မှာထိုင်နေရဲ့အရေးတစ်ခုကိုမြင်လာရတယ်။ညတို့ငါဆိုင်ကယ်မှာဘသူထိုင်နေရလဲ။ဟင်ဘသူမှမရှိပါဘူး။ဟဲ့ကောင်မင်းမူးနေရသေးကြပြီ။ငါပြန်လိုက်ပို့ပေးမယ်။မမူးပါဘူးကွာ။ငါမျက်စိမာတာဖြစ်မှာပါ။ခန့်မော်ကဆိုင်ကယ်ကိုတောက်ဖွင့်ပြီးဆက်နှိုးလိုက်တဲ့ချိန်ဘေးကိုရိုက်သွားတာကြောင့်ညတို့မနေတာတော့ပဲဆိုင်ကယ်ပေါ်တက်ခွာလိုက်တယ်။ဟဲ့ကောင်ငါမင်းကိုပြန်ပို့ပေးမယ်။ထိုက်ရမနေနဲ့တော့။ညတို့ကအရင်မတောက်ထားတာမို့ ခန်းမော်ကိုအနောက်ပြောင်းထိုင်ခိုင်းလိုက်ပြီးဆိုင်ကယ်ကိုခန့်မှန်မှန်မောင်းကထွက်လာခဲ့လိုက်တယ်။ခန်းမော်နေတဲ့အိမ်ကမြို့စုံပဲကြာတာမို့ကားလမ်းမအတိုင်းမမောင်းတော့ပဲမြို့ပတ်လန်ကနေမောင်းထွက်လာခဲ့ရာထန်းချောက်ပင်တင်ကြိုင်ဟောင်းနေရာကိုရောက်တော့ဆိုင်ကယ်ရှင်ရတပြေးပြေးရောလာတာကိုသတိထားမိခဲ့တယ်။ခန့်မော်မင်းဆိုင်ကယ်ကတိတ်လဲမပြေးပါလား။ပြေးပြေးပါလေဟာမင်းလီပါမဆွဲဘူးထင်တယ်။မဟုတ်ဘူးနော်။ငါလီပါကိုယ်ဆွဲထားတာကွာ။ ငါတို့ကခန့်မော့ကိုလှမ်းကြည့်ရင်နဲ့နောက်ကြည့်မှန်ကိုကြည့်လိုက်ရခန့်မော့ရဲ့နောက်မှာလူတယောက်နောက်ပြန်ထိုင်စည်းလာတာမြင်လိုက်ရတယ်။ခန့်မော့မင်းနောက်မှာဘသူကြီးလဲ။ငါတို့ရဲ့အလန်းတကြားအော့တန်းကြောင့်နောက်ပြန်ထိုင်စည်းလာတဲ့သူရဲ့ခေါင်းကအရှိဘက်ကိုလှည့်ကြည့်လာသလိုတစ်ကိုင်းချောင်းတို့ပိန်ကန်းနေရဲ့လက်တစ်ဖက်ကခန့်မော့ရဲ့လက်ပင်းစီရောက်လာခဲ့တယ်။အေးဆက်ဆက်အထီးတွေ့ကြောင့်ခန့်မော့တယောက်အလန်းတကြားအော့လိုက်သလိုငါတို့ရဲ့ဆိုင်ကလည်းလမ်းဘေးကိုထူးကျသွားခဲ့တယ်။ ။ကြောင်ခင်ချိန်အတွင်းမြို့ပတ်လန်တွေကနေကြောင်မက်ဖွဲ့အော်တန်တချို့ထွက်ပေါ်လာခဲ့တာ哦။အနီးနားမှနေသူတချို့ကြားလိုက်ရတော့တယ်။မိုးတဖွဲဖွဲကျနေရဲ့မနဲ့ခင်းမှာတော့မောင်ကောင်းတဲ့ခွန်လာတို့နေရအရေးခုဘူးနေရလိုက်ရှာရင်လမ်းလျှောက်လာခဲ့ရာမိကိုတလူလူထွက်နေရဲ့မုံဟင်းကားဆိုင်တဆိုင်ရှိရောက်လာခဲ့တယ်။မိုးကဒီထက်ပိုရွာဖို့များလိုက်မယ်ထင်တယ်။လုံးလုံးစေဒီဆိုင်နဲ့ဝင်းခုရင်ကောင်းမလားလို့ခုံးလောက်စကားမစုံးခင်မှာပဲ တဝဝနဲ့မိလာတဲ့မိုးတန်ကြောင့်နှစ်ယောက်သားမိုးရင်းကဆိုင်နဲ့ဝင်လာခဲ့လိုက်တယ်။အမရေမုတ်တီဘက်ကိုတက်တက်လို့လှုပ်ပေးလို့ရလား။ကြားရလေးမောင်လေးပဲကြော်ထဲ့အောင်မလား။ထဲ့မယ်ဗျနှစ်ပွဲလှုပ်ပေး။မောင်ကောင်းတို့လည်းမုတ်တီဘက်တို့စောင့်နေတဲ့အချိန်ဆိုင်ထဲကိုမိမတယောက်ဝင်လာပြီးတော့စိန်တင်မနေ့ကတင်ကြားပြီးပြီလား။ဘာတင်လဲပြောပါအောင်။ဖိုးတောင်နေစီကမိုးရင်းကတောင်းတဲ့နေရဒီကောင်မထိုင်နေရဲ့ ကောင်းလေးနှစ်ယောက်ကိုတတိထားမိလား။အော်မှတ်မိပြီ။ဖိုးတောင်အကြောင်းမင်းရဲ့နှစ်ယောက်လား။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒီနှစ်ယောက်မနေ့မနေ့ကဆုံးသွားပြီ။ဟင်ဘလို့ဖြစ်ရလဲ။ကောင်းလေးတွေကငငယ်လေးပဲရှိသေးတာ။ငါမနေ့ကမျိုးဘက်ကိုသွားတော့လမ်းမလူတွေအုံနေရနဲ့ဘာဖြစ်တာလဲဆိုပြီးသွားကြည့်啊။အဲ့ဒီကောင်းလေးနှစ်ယောက်ဖြစ်နေရဲ့။နှစ်ယောက်လုံးမျက်လုံးနဲ့ပြူပြီးတခုခုကိုကြောက်လန့်နေရဲ့ပုံနဲ့သိနေတာ။အမလီနင်ပြောတဲ့အတိုင်းဆိုရင် စံထွန်းတည်ရဲ့အတိုင်းဖြစ်နေတာပေါ့အေးငါစိတ်တင်သူတို့နည်းကဖိုးတောင်းနဲ့ပြဿနာတက်ခဲ့ပြီထင်တယ်မောင်ကောင်းတဲ့ခွန်လာလဲမုတ်တီတုံကိုစားနေရင်နဲ့မိမနှစ်ယောက်ပြောတာအောင် နားဆွနေခဲ့တယ်ငါတော့ဖိုးတောင်းကိုလန့်နေပြီသူနဲ့ပြဿနာတက်တဲ့သူတိုင်းအခုလိုအသေးဆိုးနဲ့တည်တာအမြဲလိုလိုဖြစ်နေတယ်အေးနေလဲသူမိုဟင်းကားလာတောင်းရင်အသာတကြီးပေးလိုက်ပြဿနာတော့အတက်မခံနဲ့အေးပါငါလဲပြဿနာအတက်မခံပါဘူးနင်ခုပါစားမလဲ ဘာမှမစားတော့ဘူးဈေးဝယ်စရာရှိသေးလို့သွားလိုက်အောင်မယ်ဒီတချောင်းထဲဝင်လာတဲ့မိမကြီးပြန်ထွက်သွားတော့မောင်ကောင်းကခုနအမားတို့ပြောတဲ့ဖိုးတောင်းဆိုတဲ့သူကဘသူများလဲဖိုးတောင်းကဒီမျိုးရဲ့အော်ကြောလန်ဒါမှမဟုတ်သူ့ကိုဘသူမှမပြောရဲဘူးသူနဲ့ထိတ်တိုင်းတွေ့ရတဲ့သူတိုင်းခုနလိုအဖြစ်မျိုးနဲ့တေးကြတာပဲဒါဆိုသူ့ကိုဖမ်းရမှာပေါ့အဖြစ်ကမင်းတို့ပြောတဲ့လောက်မလွယ်ဘူးလူငယ်ရဲ့တနေ့လောက်ကဖိုးတောင်းနဲ့ပြဿနာတက်ခဲ့တဲ့စံထွန်းဆိုတဲ့သူတယောက်ရှိရဲ့ ဖူတောင်းကစံထိုးကြောင့်နှစ်ဖူးဟတ်တက်ကွဲသွားတာဒါမှမဟုတ်အရင်ညမှာပဲစံထိုးတယောက်အိမ်သာရှိမှမျိုးလုံးကြီးပြူးပြီးတည်တာပဲဘာလို့တည်ရလဲအမတခြားတန်ရာရော မတွေ့ဘူးလားမတွေ့ဘူးစီအောင်ဝင်ပြောတာတော့နှလုံးသွေးရပြီးတည်တာတဲ့အခုဆိုဖိုးတောင်းနဲ့ပတ်သက်ပြီးတည်ရသူဘယ်နှယောက်ရှိပြီလဲအမအမတည်ရတဲ့လောက်တော့၅ယောက်လောက်ရှိပြီထင်တယ်မမရရသူတည်ရကနေပြန်ရှင်လာတဲ့နောက်ပိုင်းခုလိုဖြစ်ရတဲ့စရတော့တာပဲ။ တရားကနေပြန်ရှင်တယ်ဟုတ်လားဟုတ်တယ်ဖိုးတော်အကြောင်းအမပြောရည်လို့မပြောနဲ့နော်နောက်ပြီးမင်းတို့လည်းသူနဲ့မပတ်သက်မိစေနဲ့ကျွန်တော်တို့မပြောပါဘူးစိတ်ချပါဖိုးတော်ကမြေဝကျုံပေါ်ဒေတာဘက်ကလို့ကြားတယ်သူဒီလိုစားရောက်တော့ဥဖိုးဝပွေယုံမှာကုံထန်းနဲ့အလုလုရာကနေအလုသမားချင်းချင်းစကားများပြီးဓာထိုးခံရတယ်ဆရာဝန်ကားတော့တေးပြီလို့တတ်မှတ်ပြီးအလောင်းကိုရင်ခွဲရုံနဲ့ထည့်ထားတာနောက်တနေ့မနက်စောရင်ခွဲရုံနဲ့ရနေတယ် တကားထူတန်ကြလို့တွားကြည့်ရဖိုးတောင်းဖြစ်နေရဲ့အဲ့လိုပြန်ရှင်လာတဲ့နောက်နေပဲသူ့ကိုဓာနဲ့တိုးတဲ့အလုသမားတေးရဲ့ပြင်ပတန်ရာမရှိပဲတေးရနော်နောက်ပြီးထန်းတော်ထဲမှာကျွဲကြီးဆိုရဲမြုပ်ကန်လူမိုက်နဲ့ပြဿနာဖြစ်တယ်အဲ့ဒီနေ့ညပဲကျွဲကြီးတေးရဲ့နောက်တော့စန်းထွန်းနဲ့အရက်ဆိုင်မှာပြဿနာဖြစ်တယ်ဒီတခါတော့ဖိုးတောင်းကိုစန်းထွန်းကိုပါတနည်းအားစီထိမ့်သိမ်းထားလိုက်တယ်မနေ့ကျတော့စန်းထွန်းတေးပြန်哦အဲ့ဒီတရာဖိုးတောင်းကိုဘယ်သူမှပြဿနာမရှာရဲတော့ဘူး ထူးဆန်းလိုက်တာဒီလိုဖြစ်စဉ်မျိုး အခုမှကြားဘူးတာပဲမောင်လေးတို့လည်းဖိုးထားကိုပြည့်တနာမရှာကြနဲ့နော်သူ့တို့ရဲ့တခြားလမ်းအနေပတ်သွားအမကစေတနာနဲ့ပြောပြတာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အမအခုလို့တီးရတော့လဲရှောင်းလို့ရတာပေါ့ဒါနဲ့သူကဘယ်နေရာတွေအလာများလဲဖိုးထားကငတေးရဲ့အရက်ဆိုင်ကိုသွားတာများလဲအဲ့ဒီဆိုင်ပါရှင်ကသူပြောသလိုရတယ်လေဟုတ်ကဲ့အမဒါဆိုကျွန်တော်တို့ကိုခွင့်ပြုအောင် မောင်ကောင်းတို့လည်းမုံရင်းကားဆိုင်လေးအနေထွက်လာပြီးနောက်မှာတော့ဖိုးတော်ဆိုးတဲ့သူအကြောင်းကိုပို့ပြီးသိကျင်လာတာကြောင့်အရက်ပုံရောက်တဲ့ငတေးရဲ့ဆိုင်တဲကိုဝင်လာခဲ့လိုက်တယ်။ဆိုင်လေးရောက်တော့အရက်တပလင်းမှပြီးခွနခွက်တဲတဲကထိုင်နေကြတဲ့ချိန်ညနာတစ်ခုလုံးဖူးရောင်က လူတယောက်ဆိုင်ထဲဝင်လာတာမြင်လိုက်ရတယ်။ငတေးငါ့အတွက်အရက်နှလုံးချပြီး ဟုတ်ဟုတ်ကဲ့အရက်ဖိုးကအကျွေးမှတ်ထားပြီးတော့ငါအခုတလော အလုံးမရှိသေးဘူး။ ရပါတယ်ကိုဖိုးတောင်းရဲ့အစဉ်ပြေမှပေးဟဲ့စိုးနိုင်မင်းတို့ဘာမီးရင်မှာထားလဲငါလည်းမျှပေးရောဖိုးတောင်းစကားကြောင့်စိုးနိုင်ဆိုတဲ့သူကသူတို့ဝိုင်းမှာရှိရဲ့အမီးတချို့ကိုပကံတစ်ခုလေးထည့်ကနာချပေးခဲ့တယ်ဒီလိုကလူတိုင်းကိုမကြေးခွဲနေရပဲอืมအပြည့်ပြည့်တရားတိုက်ဆိုင်တာမဟုတ်လို့ပြဿနာမဖြစ်ချင်တာလည်းဖြစ်မယ်မောင်ကောင်းတို့စကားပြောနေတဲ့ချိန်ဖိုးတောင်းကထိုင်နေရနေထနာတာမြင်လိုက်တယ်ခုံးနာ ဟိုကောင်ငါတို့ဘက်လာနေပြီ အလိုက်တင်နေမင်းတို့အရင်ကဒီဆိုင်မှာမမြင်ဘူးဧည့်သည်တွေလားဟုတ်ပါတယ်ကျွန်တော်တို့ကဧည့်သည်တွေပါဒါဆိုမင်းတို့ငါ့အောင်မသိဘူးပေါ့ကိုဖိုးတောင်ကြောင့်တည်တင်းတဲ့လောက်တည်ထားပါတယ်အခုမှသိရဆိုတော့နှုတ်မဆက်ရဲလို့ပါနောက်ဆိုငါ့အောင်နှုတ်ဆက်ဖို့မမိနဲ့ဖိုးတောင်ကစပွဲပေါ်တင်ထားတဲ့အရက်ပလင်းကိုမော့ချလိုက်ပြီး သူ့ထိုင်းတဲ့စပွဲဘက်ကိုပြန်ထွက်သွားခဲ့တယ်ခေါနမင်းဖိုးတောင်ပြက်တနာသွားရှာလိုက်ကြား မျိုးကန်လူတွေပြောတဲ့အတိုင်းတကယ်ဟုတ်မဟုတ်သိရအောင်လို့ပြဿနာကဘလို့ရှာရမလဲကျွန်တော်မရှာတတ်ဘူးဗျသူတောင်းနေရဲ့အရွက်ခွက်ကိုပြစ်ထုတ်တာတော့အမီးဘက်ကလူစားရလို့လုပ်လေအဲ့လိုလုပ်လို့ဟိုကတကယ်ထထိုးရင်ရောမင်းကိုခန့်ပညာနည်းနည်းပါးပါးမတတ်ဘူးလားဖုန်ကြီးတောင်းမနေရောကကပိယအစီကနည်းနည်းပါးပါးတင်ထားတာတော့ရှိရဲ့ဒါမဲ့အစင်မပြေလောက်ဘူးထင်တယ်နော်ပြေပါလေကွမင်းကငါယုံနေတယ် မောင်ကောင်းကခုံးလပခုံးကိုပုတ်ကအားပေးလိုက်ပြီးဖိုးတောင်းထိုင်နေရဲ့ဘက်ကိုအရက်နဲ့လှမ်းပတ်လိုက်တယ်။လျော်တပြက်ဖြစ်သွားတာမို့ဖိုးတောင်းကသူ့ကိုအရက်နဲ့ပတ်တဲ့သူကိုလှက်ကြည့်လိုက်ရာ အရက်ခွက်ကမီရက်နေရဲ့ခုံးလအောင်မြင်လိုက်ရတယ်။ကျက်ကျွန်တော်ကျွန်တော်ပတ်တာမဟုတ်ခုံးလကအထစ်ထစ်အငေါငေါနဲ့ပြောပြီးလှဲကြည့်လိုက်ရာ မောင်ကောင်းကိုမတွေ့ရတော့တာကြောင့်ဒီလူကတော့ငါ့ကိုမှု့ပြန်ပြီ။အဲဒီလိုရေရွတ်ကအရက်ခွက်ကိုခတ်တင်တိတ်ဆုပ်ကင်ထားလိုက်တယ် ဖိုးတောင်းလဲလူကြတဲ့သူ့အရှက်ခွဲတယ်လို့ဖြစ်သွားတာကြောင့်ခွန်လာရှိရဲ့ဘက်ကိုဒေါသတကြီးနဲ့ရှောက်သွားတဲ့ချိန်မတင်မထားတဲ့ဖြစ်ရက်တစ်ခုဖြစ်သွားတော့တယ်။အဲ့ဒါတော့ဖိုးတောင်းအနာမရောက်ခင်မှာပဲခွန်လာကအရက်ခွန်းနဲ့မျက်နှာကိုကောက်ပေါက်ကဆိုင်ပြင်းကိုပြေးထွက်သွားခဲ့တယ်။အပြင်ရောက်တော့ပစိုးတူတူဝှက်ပြီးရက်ဆောင်နေရဲ့မောက်ကောင်းကိုမြင်လိုက်ရတာကြောင့်အကိုကြီးပြေးတော့ဗျဟိုလူကြီးကိုရန်စားခဲ့ပြီ။အဲဒီလိုအော်ကနှစ်ယောက်သားပြေးကြပါလေရော။ဖိုးတောင်းလဲ သူ့ကိုတမင်တကခွန်နဲ့ပေါက်သွားတဲ့ခေါင်းသားတို့နောက်ပြေးလိုက်လာရာဇောဒိကယာမဖုန်ကြီးကြောင့်အနောက်ဖက်ရောက်မှာတော့နှစ်ယောက်သာပြိမိသွားတော့တယ်။အကိုပြေးဖို့နေရာမရှိအောင်ဘယ်လိုလုပ်ကြမလဲ။ပြေးဖို့နေရာမရှိရင်တော့ထိတ်တရင်ဆိုင်ရတော့မှာပေါ့။ဗျာအကိုဖြစ်ပါမလား။မီးစင်ကြီးကားရမှာပေါ့။ဖိုးတောင်ကဖားဖို့ဆွဲနေတဲ့ရင်မတ်ကိုလက်နဲ့ဖိကအမောဖြေနေ။မောင်ကောင်းတဲ့ခွန်လာကိုလက်ညှိုးထိုးပြီးမင်းတို့ကောင်လေး ဖိုးတော့အကြောင်းမသိသေးဘူးနဲ့တူတယ်။လူတကောင်မိုက်ကြီးခွဲပြီးအနိုင်ကျင့်တဲ့သူဆိုတာသိရလေ။ဘာကွမင်းတို့တေဖို့ပြင်ထား။ဖိုးတော့ကကြီးမားတဲ့ရတီးနဲ့မောင်ကောင်းကိုထိုးလိုက်ရာပထမနှစ်ချက်လောက်ထိရှောင်းနိုင်ပေမဲ့တတိယအကြိမ်မှာတော့ဖိုးတော့ရဲ့လက်သေးချက်ကပဇောင်ရိုးပေါ်ခွက်ခနဲကျသွားခဲ့တယ်။အကူအဆင်ပြေလား။ခေါလာရဲ့တန်ကကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေပြီးအနားမှာရှိရဲ့တစ်ပင်နေ ချားရဟတ်လိုလည်နေခဲ့တယ်။ခုနလည်းမောက်ကောင်းချင်းနေမကောင်းတာကြောင့်ရှေ့တက်ပြီးဖိုးရောင်းနဲ့ရင်ဆိုင်မှု ဆုံးဖြတ်လိုက်တဲ့ချိန်ခုနနောက်ဆုတ်စံဆရာမင်းကိုစောင်းရှောက်ဖို့ငှောက်မှထားတယ်။အကိုမဖြစ်ဘူးတင်နေနော်။မောက်ကောင်းပါကွာ။ခုနကငါတတိလို့လို့ခံလိုက်ရတာ။မောက်ကောင်းကလေးချနေရကနေမတက်ထားရလိုက်တဲ့ချိန်ဖိုးရောင်းရဲ့ကြီးမားတဲ့လဝါကမျက်နှာပေါ်ကိုကြာလာတာတတိထားမိလိုက်တယ်။ ထူကနေပူကနေဖြစ်သွားတဲ့အတီးတွေးနဲ့တူမောင်ကောင်းလေကျသွားတဲ့ချိန်မလန်မကန်ကတစ်ပင်အောင်မှမိပြီးရက်နေတဲ့လူတယောက်ကိုဟူတော်လှမ်းမြင်လိုက်ရတယ်။စေရစေရအတန်ကလေကျောင်းတဝက်မှတည်းပျောက်သွားပြီးအရာအလုံးမဲမောင်သွားခဲ့တယ်။ပဇင်းရင်ခွဲတွေရဲ့စူးရှာရှာအောင်မြည်တဲ့နဲ့တူအေးဆက်တဲ့လေရဲ့အတီးတွေးကိုခန်းစားလိုက်ရတယ်။ခေါလာငါငါပဲရောက်နေရလဲ။ စကားပြောလိုက်တိုင်းတစစ်စစ်ကြိုက်ခဲနေတဲ့ပစောင်းနှစ်ဖက်ကိုလက်နဲ့အုပ်ရင်းနဲ့မျက်လုံးဖွင့်ကြည့်လိုက်ရာဆရာဆရာပါလားငါမျက်လုံးနေမကောင်းတော့ဘူးထင်တယ်ခုံးနာကိုဘာလို့ဆရာလို့မြင်နေရလဲဘေးကနေရည်ရဲတန်ကြောင်မျက်လုံးလှမ်းပြီးကြည့်လိုက်ရာအတန်ထွက်ထွက်ကြည့်ရင်နေရဲ့ခုံးနာအောင်မြင်လိုက်ရတယ်ဆရာသာမကဲအကိုနဲ့ကျွန်တော်အဲ့ဒီနေရာမှာတတိမိနေပြီဟွဆရာပြန်ရောက်တာလားဒါဆိုကျွန်တော်နောက်ဆုံးမြင်ခဲ့တာတကယ်ပေါ့ မင်းတို့ကတာမန်လူရန်ကအဆင့်နေနေဆိုရင်အဆင့်ပြေးနာပေမဲ့ဒီလိုကိုခန့်ပညာတက်တဲသူနဲ့ကြတော့အလူလဲကိုခန့်ရတာပါလားဟုတ်တယ်စရာသူတိုက်ခိုက်တဲ့ဘဝကိုခန့်ပညာကိုကြွန့်ကြွန့်ကျင်ကျင်တက်မြောက်ထားသလိုပဲဒါပေမဲ့စရာသူ့ထက်ပိုတော်တယ်ဖိုးတော်ဝဘာဖြစ်သွားလဲဒီကောင်စရာမရှင်းနိုင်ပဲထွက်ပြေးသွားတာဗျနောက်တော့သူပြောသွားတာဒီညမင်းတို့တေးစေရမယ်ဆိုပဲစရာဒီကောင်ကသူမနိုင်ဘူးဆိုရင်ခုလိုပြောတော့တာ အဲလူတွေကနောင်နေဆိုတကယ်သေးရောဒါဆိုဒီညောင်ရတခုခုထူးကြမယ်လို့ထင်တယ်။ဟုတ်လေဆရာကဘလို့ဖြစ်ပြီးရုတ်တရက်ပေါ်လာခဲ့ရလဲ။မင်းတို့အနေရဲ့ကြုံနေလို့ပြန်လာခဲ့ရတာပဲ။လောကီပညာရဲ့ဘိုင်းမှာမင်းတို့မျက်နာလွဲလို့ရပါမယ်။ခုလိုချင်းနေမျိုးမှာတော့မင်းတို့ရင်ဆိုင်နိုင်စွမ်းနေသေးတယ်။ကျွန်တော်လည်းငငယ်ရရံပွဲတွေဖြစ်ခဲ့ဘူးပါလေ။ဒါပေမဲ့ဖိုးတောင်းကိုမရှင်းနိုင်ခဲ့ဘူး။သူကအခြေခံအတိုင်းပညာပြင်ဘန်တူဘန်ရှိပညာအောင်ပါ။ တက်မြောက်ထားတာတွေ့ရတယ်။ပညာရှင်အစင်မဟုတ်ပေမဲ့တာမန်ထက်တော့ထူးချွန်တဲ့သူတယောက်ပဲ။အပုံနဲ့ရတယ်ဗျ။ဟုတ်တယ်ခွန်းလား။ဖျောင်းနိုင်ရလဲလေမတိုက်ပဲရင်ထူးနေရဲဆိုတော့မကောင်းစိုးဝါးတကောင်ကအနားကိုရောက်နေရဲဆိုတဲ့သဘောပဲ။ဆက်ဆေးဟာဟိုမှထိုင်နေရမြင်နေရတယ်။လှဲကြည့်လိုက်ရဝါးတပြန့်အကွာလောက်မှငုတ်တုတ်ထိုင်နေတဲ့အရင်မဲတစ်ခုကိုမြင်လိုက်ရတယ်။ဒီကောင်အနားအောင်မလာရဲဘူး။ဒါကြောင့်ခံလန်းလန်းမှထိုင်နေတာ။ ီကောင်တဲ့ဖူတောင်းကပတ်သက်မှုရှိနေမလားအခုချိန်အပြည့်ပေးဖို့ခက်လိမ့်မယ်ငါတို့ကိုမှရှိရဲ့စေးဆောင်အင်းဆောင်တွေကိုဖယ်ပြီးစမ်းကြည့်ရမှာပဲမင်းတို့လည်းကိုမှရှိရဲ့အဆောက်တွေဖယ်လိုက်ကြအောင်မြတ်တာစကားကြောင့်မောင်ကောင်းတဲ့ခွန်လာတို့လည်းမိမိတို့ရဲ့အဆောက်တွေကိုခိတဖယ်ထုတ်လိုက်ရငုတ်တောက်ထန်နေရဲ့မဲမဲကောင်ကြီးကိုချက်ချင်းဆိုသလိုကင်းတဲ့ရှိကိုရောက်လာခဲ့တယ်တကူတော့မီးလောင်ထားသလိုမဲနဲ့နေရဲ့အသားရည်ပြူးကျဲ့နေရဲ့မျက်လုံး ငေါထွက်နေတဲ့အဆွေကားကားနဲ့ကောင်းကကင်းတဲပေါ်မှာရှိတဲ့အောင်မြင်တာတို့ကိုလှည့်ပတ်ကြည့်ပြီးလေကားပေါ်ကိုတထေချင်းတက်လာတာမြင်လိုက်ရတယ်။လေကားပေါ်ဆင်းလဲရောက်ကောမတိကျအောင်စောင်းနေတဲ့ခွန်လာကညာဘက်လက်ဝါးနဲ့ပိတ်ရိုက်လိုက်ရာမဲကျုံကျုံကောင်ကလေကားပေါ်ကနေအောက်ကိုစောက်ထိုးဆင်းသွားခဲ့တယ်။ရုတ်တရက်ခံလာရတာမို့နာနာဝါဝါကောင်လည်းကုန်းထပြီးထွက်ပြေးဖို့အလို့ခွန်လာက ကင်းတဲပေါ်ကနေခုန်ဆင်းပြီးတော့တော်မဲ့လန်းကိုစီတားကပိတ်ထားခဲ့လိုက်တယ်။ နာနာဘာဝကောင်လဲထွက်ပြေးနေရင်မြေကြီးတွေကနေအပြာရောင်မီးတောက်တွေဟုန်ကနေထွက်ပေါ်လာတာကြောင့်အနောက်ကိုဆုံးလိုက်တဲ့အချိန်ခွန်လာကထွက်မရအောင်စီးဝိုင်းတစ်ခုတားပြီးပိတ်လောင်ထားလိုက်တယ်။ဟိုကောင်နင့်ကိုဘသူလွတ်လိုက်တာလဲ။ကြောင်မက်ဖွယ်ညီးတန်လွယ်ပြီးဘာတမ်းမှထွက်မလာတာကြောင့်ခွန်လာကလေးကွက်အင်တစ်ချက်ကိုထုတ်ယူပြီးပြစ်ဖို့အလုပ်ဘိုးနဲ့ဘိုးနဲ့ကြီးလွတ်လိုက်တာဘိုးနဲ့ဆိုတာဘသူလဲ။ နယ်လေးနဲ့ကိုအပိုင်စားရထားတဲ့သူပါ။သူနဲ့ငါတို့နဲ့ကဘာပတ်သက်မှုမှမရှိဘူးလေ။ဘာကြောင့်နင်းကိုလွတ်လိုက်တာလဲ။နင်တို့ကသူ့မြီကိုနာကျင်အောင်လုပ်လို့ခြောက်လန့်ခိုင်းတာ။သူ့မြီဟုတ်လား။စေယဒီကောင်ပြောတာဖိုးတောင်းပဲဖြစ်ရမယ်။လက်ဆက်သက်တော့ဒင်းလက်ချက်ကို မောင်ကောင်းကကင်းနေပေါ်ကနေဆင်းလာပြီ။ဖိုးတောင်းအောင်နာကျင်အောင်လုပ်တဲ့သူတိုင်းနေမဲခြောက်လန့်ခဲ့ရလား။ဟဲ့ကောင်ငါမေးနေရလေ။ဟုတ်ပါတယ်။ ငါကိုယ်တိုင်၆နှစ်မိသွေးပြက်အောင်လုပ်ခဲ့တာခွေတောင်စာဖူတာတင်းရတာကြောင့်လူပါဝါနေရအောင်ဆရာဒီကောင်မှတ်လောက်သားလာအောင်စုံမမရတော့မယ်မလောနေအောင်မောက်ကအခုငါတို့စုံမရမှာဖိုးတောင်မဟုတ်ဘူးဆရာပြောတာမှန်တယ်အကိုအခုလက်ရှိဘူးနဲ့ဆိုတဲ့နေပါကိုစုံမရမှာဟဲ့ညမဲကနင်ပြောတဲ့ဘူးနဲ့ဆိုတဲ့တစီယာဘက်မှာလဲသူသူကနေလေးနဲ့အဆက်ကညောင်မေးမှာနေပါတယ်နေလေးနဲ့အဆက်ဆိုတော့ မင်းတို့လောကသားတွေပဲသိရလေငါတို့သိအောင်သိချပြောစမ်းမြို့ဥဝင်လမ်းလေးကစုံတဲ့နေရာမှာညောင်ပင်ကြီးတပင်ရှိရဲ့အဲဒီညောင်ပင်ရဲ့ထိတ်ဆုံးကိုင်းမှာ သူ့ပိတ်မှန်ရှိပါတယ်သူကဒီနေ့မှနေရတက်တန်းဘယ်လောက်ရှိပြီလဲနေ့အတီးကြတော့မသိဘူးကြာတာတော့အတော့ကြပြီဆရာကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲမင်းတို့စားခဲ့တဲ့ဇလန်းဆိုတော့မင်းတို့သဘောအတိုင်းလုပ်ကြပါဒီကောင်လူတက်ခဲ့တာ၅ရောက်ရှိပြီဆိုတော့ ရွှေပြည်အေးတရားတော့မဟောနိုင်ဘူးစရာမှတ်လားအောင်ဆုံးမမယ်ဟုတ်တယ်အကိုပြောတာလက်ခံတယ်ဒါဖြစ်လဲမီလိုနီယောက်ကိုလွှဲလိုက်ပြီးတင့်တော်တယ်လို့စီရင်ကြမောင်ကောင်းတဲ့ခွန်လာလဲခွင့်ပြုချက်ရပြီမို့နေကြီးပေါ်မှာဖျောင်းနိုင်ထုံးပြီးအတက်စီယာကြီးများနဲ့တကွနမင်းကြီးလေးပါအောင် တိုင်တဲ့ကနယ်လေးနဲ့ကိုအပိုင်စားရထားတဲ့ဘိုးနဲ့ဆိုတဲ့ပုံကိုယ်ကိုစင့်ခေါ်ပါလေရောစင့်ခေါ်ပြီးမကြမီချိန်တွင် ညိတ်တန်းနေရဲ့ပတ်ဝန်းကျင်ကလေပြင်းနဲ့တိုက်ခတ်လာပြီးကျေးဝါတောက်ခတ်တန်နေရက်လေးမျက်နှာကနေထွက်ပေါ်ခဲ့တယ်။တင်ရောက်ပြီဆိုတာကျုပ်တို့သိရဲ့။ဘာကြောင့်မြင်းသားအောင်မပြတာလဲ။တင်ထွက်မလာမှတော့ကျုပ်တို့ကထွက်လာအောင်လှုပ်ရတော့မှာပေါ့။ခွန်လာကအရက်လေးမျက်နှာမှာရှိရဲ့ဆက်တရုပ်ဖြတ်တောက်ပြီးကျေးပြားအိမ်တစ်ချက်ကိုဆောင်ထိုးလံကအင်ဖီအောင်နိုင်ထုံးလိုက်တယ်ဆိုရင်ပဲလူနေရခန့်မြင့်နဲ့တစ်ပင်ကြီးကြားရရနေ။ အိမ်တလုံးစာလောက်ကြီးမားတဲ့ဥကောင်တလုံးထွက်ပေါ်လာခဲ့တယ်။ဟာနည်းတဲ့ကောင်ကြီးမဟုတ်ပါလား။လက်ဘေးတလုံးစာလောက်ကြီးမားတဲ့မျက်လုံးရဲရဲတွေနဲ့စိုက်ကြည့်နေတဲ့ကောင်မျိုးတော့မောင်ကောင်မျက်လုံးပြူသွားခဲ့တယ်။ဒီကောင်ကတစိမမဟုတ်တာဘလူးအဆင့်ဖြစ်နေပြီ။ဘလူးအဆင့်နဲ့ခေါ်ရင်လာရတာပဲမို့လား။လှုပ်ဆရာရှိရာလှုပ်ရအောင်။ဟဲ့လူသက်ကနင်းပြစ်နင်းသိလား။ဘိုးနဲ့ဆိုတဲ့ဘလူးကခွန်လောက်မျက်လုံးပြူကစိုက်ကြည့်နေုံကလွယ်ပြီး ဘာမှပြန်မပြောတာအောင်မြင်လိုက်ရတယ်။ဒီကောင်ငါပြောတာနားမလည်ဘူးတင်တယ်။နားမလည်တာမဟုတ်ဘူး။ဂယူးမဆိုင်တာ။ဖန်ဆင်းထားတဲ့ရုပ်သွင်ပြောင်းပြီးမူလပြန်စီ။အဲဒီလိုအမိတ်ပေးလိုက်ပေမဲ့ပြောင်းလဲမသွားပဲငကိုတားရှိနေရမြင်လိုက်ရတယ်။ဒီကောင်ရုပ်သွင်ကဖန်ဆင်းထားတာမဟုတ်ဘူးထင်တယ်နော်အကို။ဘာပဲဖြစ်ဖြစ်ကွာစုံမစရာရှိရာစုံမရမှာပဲ။မောင်ကောင်ကအင်းတစ်ချက်ကိုအသက်သွင်းပြီးညီမထိုးဆိုင်လိုက်ရာ။ အင်းကွက်တဲရအင်းဆန်နေရအသက်ရှိရနာလှုပ်ရှားလာကဘူးနဲ့ဆိုတဲ့ဘလူးကြီးရဲ့ခန္ဓာကိုယ်ပက်လေမှရွှေရှားနေခဲ့တယ်။အစာပိုင်းမှာတော့အင်းဆန်နေရဲ့အယောင်ကအဝါဖြော့ဖြော့လေးဖြစ်နေပြီးမြဲနောက်ပိုင်းမှာတော့မီးကြီးကဲလို့ညည်းရဲလာပြီးဘလူးကြီးရဲ့ခန္ဓာကိုယ်ကိုမီးနဲ့ညှက်တယ်လို့ဖြစ်လာခဲ့တယ်။ဒီတစ်ခါမှာတော့ဘူးနဲ့ဆိုတဲ့ကောင်မနေနိုင်တော့ပဲအင်းဆန်နေကိုသူ့ရဲ့ကြီးမားတဲ့လက်တွေနဲ့ဆွဲဖယ်ပြီးအဝေးကိုလွှင့်ပြဖို့ကြိုးစားပါလေရော။သို့ပေမဲ့ ရဲရဲနီနေရဲ့အင်းစံတွေကိုထိကင်လိုက်တာနဲ့ထိတွေ့ရဲ့နေရာကနေအကိုငွေတွေထွက်ပေါ်လာပြီးတီကောင်ကိုစားနေတို့တယ်လို့လူးလွန်လာခဲ့တယ်။ခုနမင်းရဘလူးလေးကောင်စမားနဲ့ရိုက်နေပိုင်ဘလူးကလည်းဘာမှပြန်မလုံနိုင်ပေမဲ့လောဝအောင်ဒူးမထောက်ပဲတင်းခန့်နေရဲ့ချိန်ကောင်းကင်ကနေမိုးချင်းတန်နေတဲ့အတူလျှက်စည်းရဲ့တလက်လက်ထနေရဲ့တင်းမောက်ကင်ဘလူးတကောင်ခုန်ထွက်လာခဲ့တယ်။ဟဲ့ငမိုက်သားဒီနေရာတင့်ကိုအပိုင်စာပေးထားတဲ့နေမြေးဆိုပေမဲ့ ခုလိုမျိုးတရားမဲ့လူသက်တောင်တော့ခွင့်မလို့ဘူးခုချက်ချင်းတောင်းပန်စံအဲဒီလိုအမိတ်ပေးလိုက်မှ နေပိုင်ဘလူးကပြပြတယ်လေဒူးထောက်ခဲတော့တယ်ငမိုင်သားနင်းပြစ်ကိုနင်းသိသလားသိပါတယ်အပြစ်ကိုသိရင်အမားကိုဝန်ခံစံမိဘကြောင့်လူတွေတက်တာလေအတိတ်ဘဝကတော်ဆက်ခဲ့တဲ့မြည်ပြစ်သူကြောင့်တက်ခဲ့ရပါတယ်တဲငါလှုပ်လိုက်ရခေါင်းရှစ်စိတ်ကွဲရောမယ်ခုချေရစားပြီးကုဝေရနမေးကြီးရဲ့အမေရ တင့်ကိုနေပါယာဒူးကနေအနားပေးလိုက်ပြီးတင်မိုက်ပြစ်တွေကိုစေးကြောဖို့အတွက်ငါးနဲ့လိုက်ခဲ့ပြီးတော့တင်းမောက်ကဘလူးကနေပိုင်ဘလူးရဲ့ခုတ်ကိုပေါ်ပါးစွာဆွဲယူကမိုးထိတ်နေကြတဲ့ပြန်တက်သွားတော့တယ်။နောက်ဆုံးမှတော့စီဝိုင်းထဲမှာချီနောင်ထားတဲ့နာနာဘာဝကောင်သာတုံ့ရီစွာကြံ့ရိတ်ခဲ့တယ်။ဆရာဒီကောင်ဘလူးလောက်မလဲ။ "तू ကနေပိုင်ဘလူးခိုင်းစင်လို့လောက်ခဲ့တာဆိုပေမဲ့သူ့မှာလည်းအပြည့်ရှိရဲ့။ဒါကြောင့်အပြည့်ပေးရနေတဲ့တာဝန်တစ်ခုပေးမယ်။လိုက်နာနိုင်မလား?" လိုက်နာပါမယ်။ကြိုက်တဲ့အပြစ်သာပေးပါ။မိယာဒီနေ့အားစပြီးတေရွာပြန်ဖိုးတော့စိတ်ယူတုတဲ့အထိခြောက်နေရမယ်။ဆရာပေးရဲ့အပြစ်ကိုသဘောကျတယ်။ဒါမဲ့ဖိုးတော့ကနေပိုင်းနဲ့ဘလို့တိကျွမ်းလဲဆိုတာမေးချင်သေးတယ်။အဲဒီလိုပြောတော့ချုံနောက်ခံထားရတဲ့ကောင်ကဖိုးတော့ဓာတ်နဲ့ထိုးခံရပြီးမျောနေရဲ့ချိန်လမ်းလေးကွာကညောင်ပီကိုရောက်လာတယ်။ဒါမဲ့သူ့မှာတေကံမပါသေးရကြောင့်လူဘဝကိုပြန်သွားခွင့်ရခဲ့တယ်။အတိတ်ဘဝကလည်း ဖိုးတောင်းတဲ့နေပိုင်းကညီးဖို့တော်ဆက်ခဲ့ဘူးလေ။ဒါကြောင့်သူ့နယ်ထဲမှာဖိုးတောင်းကိုသွေးထွက်တန်ယူပြအောင်လုပ်တဲ့သူတိုင်းကိုခြောက်လန့်တက်ဖြတ်ဖို့ငါ့ကိုစေခန်းခဲ့တာပဲ။ဒါကိုဖိုးတောင်းကသိနေရပေါ့။သူ့ကိုထိခိုက်အောင်တုံးတဲ့သူတွေခုလိုဖြစ်တော့သူကကျေနပ်နေခဲ့တာ။ထိခိုက်အောင်လုပ်တယ်ဆိုတာသူ့အနေနဲ့လူပါဝတာ哦။ဒီလိုကောင်မျိုးဘလို့မှခွင့်လို့မပေးနိုင်ဘူး။ငါ့ကိုလှုပ်ပေးရင်နင်တို့ပြောတဲ့အတိုင်းလှုပ်ပေးမယ်။မောက်ကသူ့ကိုလှုပ်ပေးလိုက်တော့ အောင်မြတ်သာစကားကြောင့်မောက်ကောင်းလက်တားထားတဲ့စီကိုပြန်ရုပ်သိမ်းကလှုပ်ပေးလိုက်တယ်။မြားမကြမီချိန်တွင်ဖိုးရောင်ရဲ့ထိတ်လန့်ပွဲအော်ဟစ်တန်ကအိမ်မောကြနေတဲ့သူတွေကိုလန့်နူးစေခဲ့တယ်။အိန္ဒိယစပြီးတေရွာပြန်ဖိုးရောင်ရဲ့မိုက်ကျွေးခွဲမှုတွေပျောက်ဆုံးသွားခဲ့ပြီးညာဘက်ရောက်တိုင်းအယူတယောက်လိုအော်ဟစ်ပြေးလွှားနေတဲ့ဖိုးတောင်းသာကြံ့ရည်ခဲတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်သာနဲ့တေရွာပြန်ဖိုးတောင်းဆိုတဲ့ဇာတ်လမ်းကတော့ ဒီမှာရင်းမဲ့ပြီးဆုံးပါပြီ။ဇလန်လေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။